ကိုနာတေးရဲ့စာချုပ်တဲ့အခြေအနေနဲ့လီဗာပူးနောက်ဆုံးရသတင်းတို့များအားလုံးပဲမင်္ဂလာပါရှင်စပော့ကဘာကနေကြိုဆိုလိုက်ပါတယ်လာမယ့်နှစ်မှာစတင်ပြီးတော့လီဗာပူးနည်းပြကြီး Mslot အနေနဲ့သူ့ရဲ့ကိုပိုင်နည်းစနစ်တွေကိုစတင်အကောင့်ထဲဖော်သွားတော့မယ်လို့သိရပါတယ်ဒါကြောင့်လဲ Mslot ကိုတိုင်ကကွင်းလယ်အတွက်လီဗာပူးစင်အသင်းရဲ့တိုက်စစ်အားတန်ကွင်းလယ်လူ Florian Witch ကိုစိတ်ဝင်စားနေတာဖြစ်ပါတယ် နောက်ပိုင်းမှာလိုင်ယွန်အသင်းကနေထွက်ခါတော့မယ်ချာကီကိုစိတ်ဝင်စားနေတယ်လို့သတင်းတွေထွက်ခဲ့ပေမဲ့လေတကယ်တမ်းလီဗာပူးအလိုရှိနေတာကလီဗာကူစင်အသင်းရဲ့ကွင်းလယ်လူဝစ်ပဲဖြစ်ပါတယ်။ဝစ်ကဘိုင်ယန်မြူးနစ်အသင်းနဲ့အတူပုံကိုရေးဆိုင်ရာသဘောတူညီမှုတွေရရှိထားပြီးဖြစ်ပါတယ်။ဘိုင်ယန်ဘက်ကတော့ဒီကစားသမားကိုခေါ်ယူဖို့အတွက်ပေါင်တန်း100လောက်နဲ့ရရှိမှာမဟုတ်တော့ဘူးဆိုတာကိုနားလည်ထားပြီးတော့ပေါင်တန်း150လောက်သုံးစွဲသွားရမှာကိုလည်းကောင်းကောင်းကြီးသိထားကြပါတယ်။ ။ဦးစင်သင်းနေနဲ့ကတော့သူတို့ရဲ့ကစားသမားလေးကိုပြည်ရင်းပြိုင်ဘက်ထက်ဆားလို့ရှိရင်ပြပါကလပ်တွေစီကိုပဲရောင်းချချင်နေပါဗျ။တစ်ဖက်မှာလည်းလီဗာပူးသင်းကတိုက်စစ်ပိုင်းကိုအပြောင်းအလဲပြုလုပ်ဖို့အတွက်အလက်ဇန္ဒားအီဇက်ကိုခေါ်ယူရေးအတွက်မြူးကဆဲသင်းထံကိုကနဦးဆက်တမှုလေးပြုလုပ်ခဲ့ပေမဲ့လည်းပယ်ချခံခဲ့ရတယ်လို့သိရပါဗျ။လီဗာပူးသင်းအနေနဲ့အသက်25နှစ်အရွယ်တိုက်စစ်မှုကိုခေါ်ယူရေးအတွက်ဖြစ်နိုင်ပွဲရှိတဲ့အလားအလာတွေကိုဆွေးနွေးမှုတွေပြုလုပ်ဖို့မြူးကာဆယ်ထံပြောဆိုခဲ့ပြီးမြဲလဲ ကာဆယ်သိန်းနေနဲ့ကအိဆက်ကိုလုံးဝရောင်းချမှာမဟုတ်ကြောင်းနဲ့ဝယ်ယူလိုပါကမမျော်လင့်ထားတဲ့ယူသွတ်လောက်စရာငွေကြေးပမာဏကိုအသုံးပြရမှာဖြစ်ကြောင်းလီဗာပူးအသင်းထံကိုအကြောင်းပြန်ခဲ့တယ်လို့သိရပါတယ်။ဒီမှာကလည်းလီဗာပူးတိုက်စစ်မှုဒါဝင်နူးညက်စာရာသီကုန်ရင်ထွက်ခွာတော့မှာဖြစ်လာကြောင်းမလို့အိဆက်ကိုမရနိုင်တော့တဲ့အနေအထားမှာလိုင်းပစ်အသင်းရဲ့တိုက်စစ်မှုဆက်စကိုကိုစိတ်ဝင်စားနေတယ်လို့အခုအချိန်မှာလည်း Brighton တိုက်စစ်မှု Petrol ကိုပါမျက်စိကျလာနေတယ်လို့သိရပါတယ်။ကျောင်းရှိကြီးအဖင်ကတော့ Petrol ကအများကြီးတက်လာနေပြီးတော့ ပရီးမီးယားလိအတွေ့အကြုံကောင်းတွေကိုလည်းပိုင်ဆိုင်ထားတဲ့သူတူဦးဖြစ်ပါတယ်။သူကဒီယာတီဘရိုက်တန်အသင်းအတွက်တွင်းကို10ကိုအထိတွင်းထားပြီးတော့အသက်အရွယ်အားဖြင့်လည်း23နှစ်ပဲရှိသေးတဲ့ဘရာဇီးသားတူဖြစ်နေပါတယ်။သူ့ကိုခေါ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ပေါင်တန်း60လောက်သာသုံးဆွဲသွားရမယ်လို့လည်းသိရပါတယ်။နောက်ထပ်ပြီးတော့လည်းလီဗာပူးအသင်းဟာကျယ်ဝင်ကစားသမားဖြစ်တဲ့အီလီယော့ကိုအသင်းမှာဆက်ထားခြင်းနဲ့ဆိုပေမဲ့လည်းပေါ်ထွက်ကစားခွင့်နဲ့နှဲပါနေရကြမလို့အီလီယော့အနေနဲ့သူ့ရဲ့အနာဂတ်ကိုပြန်လည်သုံးသပ်သွားဖို့ရှိနေပါတယ်။ လာမယ့်နှစ်မှာကမ္ဘာမလားပြိုင်ပွဲကြီးကိုကျင်းပသွားမှာဖြစ်ပြီးတော့ကစားသမားအများစုကသက်ဆိုင်ရာနိုင်ငံအသင်းတွေစီမှာပူစားပြုချင်နေပြီးတော့ဒီအတွက်လဲကလပ်အသင်းတွေမှာပွဲထွက်ခွင့်ကိုလိုအပ်နေကြတာဖြစ်ပါတယ်။ Amslot အနေနဲ့ကလည်းလက်ရှိအ धिक ကွင်းလယ်ကစားသမားတွေကိုကြော်လွန်ပြီးတော့အလျောက်ကိုနေရာပေးဖို့ဝန်ရဲမဲ့အနေထားမှာရှိမနေဘူးလို့လည်းသုံးသပ်ရပါမယ်။နောက်ထပ်ပြီးတော့လည်း Liquid ပြည့်အဆိုအရဆိုလို့ရှိရင်ကကြတော့ Liverpool အသင်းဟာဘဟုခံစင်မှု Ibrahima Konate ကို စာချုပ်တည်ပေးနိုင်ဖို့အတွက်ကစားမရဲ့အေဂျင့်ဖြစ်တဲ့သူနဲ့အသင်းရဲ့အားကစားဒါရိုက်တာ Richard Hugo ကဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။လူပုအသင်းအနေနဲ့ဒီအသက်25နှစ်အရွယ်နောက်ခံလူကိုစာချုပ်တည်ပေးနိုင်မယ်လို့ယုံကြည်နေပြီးတော့ယာတီမကုံမီမှာအပေးတက်နိုင်ဖို့မျှော်လင့်ထားတယ်လို့သိရပါတယ်ရှင်။